နိုင်တဲ့အချိန်တွတ်ထားကြည်နိုင်တဲ့အချိန်ကြည်ထားမှထွက်သွားပြီးမှကြည်လို့မရဘူးထွက်သွားပြီးမှကြည်လို့မရဘူးအဲ့တော့မထွက်ခင်ကြည်ထားပြထားနော်ကြိုင်ထိုးအဲ့ကျွန်တော်ညီတော်မောင်ကဒီကနေ့ပေါ့နော်698ကျွန်တော်ကတော့688လို့ကျွန်တော်တည့်ပြီကိုထိပ်ပရိငါးကြိုက်တာဟုတ်နော်အဲ့တော့688 933ပေါ့ဒီနှစ်ကွက်အဲ့ဒီနှစ်ကွက်ဒီဘွဲမှာအန်ရရှိတယ်အဲ့ဒါပါလဲဆိုပြီးခဲ့တဲ့ဘွဲဆရာဘူဝင်း ရသွားတယ်ကိုတဲ့ခွန်နှစ်ဦးခွာတယ်နော်ကိုတဲ့ခွန်ခွာတဲ့နှစ်ထဲမှာကျွန်တော်တို့ဗရိတ်ငါထပ်ပြီးတာနဲ့သူ့အောက်မှာပါဝါအခွန့်နဲ့ဗရိတ်ကိုးထွက်တယ်နော်ဒါလည်းပြီးခဲ့တဲ့ဘွယ်ဇာဘဝင်းထောက်ပြတဲ့အားလေးအဲ့ဒီမှာကျွန်တော်တို့ကိုတဲ့ခွန်ခွာတယ်အဲ့ဒီနှစ်ထဲမှာဗရိတ်ငါငါဗရိတ်ထပ်တယ်သူ့အောက်မှာပါဝါအခွန့်နဲ့ဗရိတ်ကိုးထွက်တယ် ဲ့တော့ကျွန်တော်တို့ကအဲ့ဒီသူ့ရဲ့ကိုယ်တဲ့ကွန်ခွာပြီးတော့ဒီမှာဗရိတ်တက်ထတ်တယ်သူ့အောက်မှာပါဝါခွာဗရိတ်ကိုထွက်သွားတယ်နော်သူအဲ့လိုမျိုးဖြစ်သွားဖြစ်သွားတော့ကျွန်တော်အဲ့ထဲမှာ light စစ်ကြည့်အဲ့ဒီနှစ်ထဲမှာထူးခြားချက်ကရှစ်ထိတ်စီစကြပရိလေးဆောင်မှာရှစ်ထိတ်လို့စကြရှစ်ကို6လို့သူကထွက်တယ်နော်ရှစ်ကို6လို့ထွက်ပြီးတော့သူ့ကိုတပွင့်ရောလိုက်တယ်ဒီနေ့ထဲမှာကျတော့ရှစ်ကို5လို့ထွက်တ နော်6ကိုတပွင့်ရောက်ပြီး9လို့ထွက်တယ်ဗရိတ်၄ဆောင်းမှာပဲထွက်တယ်8ထည့်ဒီစားထွက်တာဒီမှာဗရိတ်ဗရိတ်၄ဆောင်းမှာ8ထည့်ဒီစားထွက်တော့8ကိုအတွဲကို6 8ကိုအတွဲကို6တယ်ဒီမှာကျတော့8ကိုအတွဲကို9နဲ့ဟုတ်အေးဒါဆိုဒီနှစ်ထဲမှာ8ထည့်ဒီစားထွက်တော့ဗရိတ်၄ရဲ့ဆောင်းမှာ8ကို၄ဆိုပြီးသူထွက်တာ8ကိုအတွဲကို၄နဲ့သူထွက်တယ်နော်8ကိုအတွဲကို9နဲ့ထွက်တယ်8ကိုအတွဲကို 6နဲ့ထွက်အဲသူကအဲ့မှာတက်တာထွက်တော့လေ၄ပြိတ်ဇောင်းနေမှာကြည့်သူထွက်တာဟုတ်သူတော့ထူးဆန်းတယ်ကျွန်တော်တွေးကြည့်အဲ့ဒါနဲ့ကျွန်တော်နောက်ထပ်တစ်ခေါက်နောက်ထပ်ထပ်ကြည့်တော့ကျွန်တော်တို့ဒီ6ထိပ်စီကအဲ့6ခါက6နောက်ပိတ်ပြိတ်နှစ်ခုက6နဲ့4နဲ့ပေါင်းတော့3ညလို့ဖြစ်တယ်6ခါနဲ့ထွက်တခါဒီမှာဗရိတ်နှစ်ခုက6နဲ့4နဲ့3ညလို့ဖြစ်တယ် ခွန်ခါးနဲ့ထွက်တယ်နော်ဗရိတ်နှစ်ခုပေါင်းတုံညာကိုခွန်ခါးနဲ့ထွက်တယ်ဒီမှာကြတော့ဗရိတ်နှစ်ခုတင့်နဲ့ကိုးနဲ့ဗရိတ်နှစ်ခုတုံညာကိုရှစ်ခါးနဲ့သူထွက်တယ်နော်အဲ့တော့ဗရိတ်နှစ်ခုတုံညာလို့ဖြစ်တယ်၆ခါးနဲ့ထွက်တယ်ထွက်တဲ့ကဏ္ဍကြီးသူ့ရဲ့အောက်မှာ၆နောက်ပိတ်နဲ့89ရှိတွဲနဲ့သူထွက်တယ်နော်89 6လို့ထွက်တယ်6 6လို့ထွက်တယ်တဲ့။အော် ွားပြန်မိလားမသိပါဘူးဘောပြန်ဘလို့ဖြစ်ဖြစ်ဒီဘောပြန်တော့ကျွန်တော်နှုတ်လိုက်မှရတော့ပဲနော်အဲဒီမှာက6ခါးဒီ6နောက်ပိတ်နဲ့8 9 6လို့ထွက်တယ်နော်ပရိနှစ်ခုပေါင်း3ညကို6ခါးနဲ့ဖြစ်တာဒုတိယကတ်မှာပရိနှစ်ခုပေါင်း3ညလို့ဖြစ်လိုက်တာနဲ့ခွန်ခါးနဲ့ဖြစ်တယ်အဲ့ဒီခွန်ကြီးသူ့ရဲ့အောက်မှာခွန်နောက်ပိတ်နဲ့8 9 9 ရှစ်ကိုအတွဲလိုက်နေပဲထွက်နော်ရှစ်ကိုခွန်ရှစ်ကို6နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာရှစ်ကို6ပြီးပြီးရှစ်ကိုခွန်ပြီးပြီးဒီရှစ်ခါးစီရှစ်နောက်ပိတ်နဲ့ရှစ်ကို8ဆိုတဲ့ကနေဒီနေရာမှာထည့်သွားမှာဒါဆိုကျွန်တော်တို့ကြိုက်တဲ့ကိုထိတ်စီပရိတ်ငါအပူခွားဆိုတာမှန်သွားမှာနော်အဲ့တော့သူက8ကို6ဆိုတော့ပရိတ်က3ခါးဒီနောက်ပိတ်နဲ့ပရိတ်3ခါးဒီနောက်ပိတ်နဲ့ပရိတ်4 ခါသည်နောက်ပိတ်နေပရိင္ကာရှစ်နောက်ပိတ်နေပရိင္ကာနော်အဲ့ဒီမှာ89ရှိတွဲအငိမ့်လေနော်89ရှိတွဲအငိမ့်ဒီမှာ89ရှိတွဲအငိမ့်ထဲမယ်ဆိုလို့ရှိရင်89ရှိတွဲအငိမ့်ထဲမယ်ဆိုရင်တော့သူက89ရှေ့လို့ရတယ်နော်အဲ့ဒါလေးတစ်ချက်အခါကျွန်တော်တို့တွေးကြည့်တာပေါ့လေဒါဆိုရင်အဲ့ဒီ6ခါသည်6ပိတ်သူ့အောက်မှာ933ဆိုတဲ့အာပတ်လေကနဲ့ထွက်တယ် အဲ့ဒီမှာလဲ89ထွက်တယ်ခွန်ဒီခွန်ခါဒီခွန်ပိတ်သူ့အောက်မှာ399အာပတ်လဲထွက်တယ်နော်အခုဒီနေရာမှာကျွန်တော်တို့ရှစ်ခါရှစ်ပိတ်ထဲတို့နောက်ဘွဲမှာမှာကျွန်တော်တို့က933ထဲမှာလာဒီဘွဲထဲမှာလာဒီဘွဲထဲလို့ရတယ်နော်ဘာလို့ရလဲဆိုတော့အဲ့ဒီမှာကျွန်တော်မိတ်ဆွေတွေတေးချာကြည့်ဒီ933ဒီ66အတွဲအောက်မှာထွက်တာဒီမှာ69အတွဲအောက်မှာထွက်တာ ဒါဆိုရင်ဒီမှာရှစ်ရှစ်အတွဲအောက်မှာဒီဘွဲကိုတန်းထည့်သွားလို့ရတယ်နော်အဲ့ဒီရှစ်ရှစ်အတွဲကိုသူကရှေ့မတွဲပဲနဲ့နောက်တွဲထားတယ်ဆိုသူ့အောက်မှာလည်းဒါဒီကောင်ကိုလှည့်ပြီးကြိုက်သွားမယ်ဆိုရိုက်လို့ရတယ်နှစ်ကွက်လုံးတော့ထိုးရမှာနော်ကိုးထိပ်စီပရိငါအဲ့ကျွန်တော်ဒီမှာရေးပေးထားတယ်အဲ့ဒီကနန်းကိုဘာလို့ထိုးရမှာလို့ပြောလဲဆိုတော့အဲ့ကောင်ကရှော့မတွက်နဲ့အဲ့ကောင်ရှော့မတွက်နဲ့နော်ရှော့မတွက်နဲ့ဆိုတော့ကျွန်တော်တို့ကကိုးထိပ်ကိုကြိုက်လာဦးနော် ိုးထိတ်ကိုကြိုင်နေတဲ့နေရာမှာဒီပရိတ်ရှစ်ရှစ်ထိတ်ဒီပရိတ်နှစ်နှစ်ထိတ်နော်အဲ့ဒီပရိတ်ကိုဒီဒီဘဲကိုကိုးထိတ်လို့ကျွန်တော်တို့ထည့်မယ်ဒီမှာတော့ကျွန်တော်ကိုးရှစ်သုံးထည့်တာဘာလို့လဲတော့နောက်တွဲရပါဝါနောက်တွဲရပါဝါနောက်တွဲရပါဝါလို့ကျွန်တော်ထည့်တာဟုတ်နော်အဲ့ဒီမှာဘာလို့သုံးနောက်ပိတ်နဲ့ထည့်တော့ဆိုတော့ဒီသုံးလုံးကိုသုံးဖို့ဒီသုံးလုံးကရှစ်လို့ရိုက်တာဒီသုံးလုံးကိုသုံးဖို့ဒီသုံးလုံးကရှစ်လို့ရိုက်တာ လို့ဒီနေရာမှာဒီ၃လုံး၃လို့ထည့်တာနဲ့နောက်ဘက်၃လုံးက၈နဲ့အန်ခိုက်ကြတာအဲ့တော့ကျွန်တော်ကဒီမှာ၉ထည့်၃ပိတ်ကိုအခုကျွန်တော်ပြောတယ်၉၃၃ဆိုတဲ့ဒဏ္ဍာရီကပြောလို့မရဘူးเนาะတခါတလေကြာရင်ကိုကမျောတုံးရှိသေးတယ်သူကကြိုရိုက်သွားတာတွေရှိတယ်ထည့်ထားဟဲ့ကဏ္ဍကြီးကเนาะအဲ့ကျွန်တော်ရေးပြထားတဲ့ဒီမှာ၉၈၈နဲ့၉၃ရေးထားပြီးသားကဏ္ဍကြီးကတော့အဲ့ဒီမှာညီတော်မောင်ကသူကအဲ့၉၈၈ကိုကြည့်ကျင်တယ်တဲ့ဆိုတော့ အပေါ်မှာတော့ကတော့သူကဒီ၄ပြိတ်ဆောင်းနေမှာကိုရှိ၆ကိုရှိ၅ကိုရှိ၄ဆိုပြီးရှစ်ထည့်ကြီးစကြတော့အဲ့ဒါတွေနဲ့ကြီးသူကြသွားတာဟုတ်အဲ့ဒါဆိုရင်အခုကျွန်တော်တို့ပြိတ်နှစ်ခုတုံညာရိုက်ပြီး၆ခါ၆အပိတ်နဲ့ပြိတ်သုံးပြိတ်နှစ်ခုတုံညာရိုက်ပြီးခွန်ခါခွန်အပိတ်နဲ့ပြိတ်လေးဒါဆိုရင်ဒီမှာပြိတ်နှစ်ခုတုံညာလို့ရိုက်ပြီး၈ခါဒီ၈နောက်ပိတ်နဲ့ပြိတ်၅ဆိုရင်ဒါ၉၈၈ဆိုတဲ့ခဏ နောက်698ဆိုတဲ့ကနေဘယ်လိုထည့်မယ်တော့မသိဘူးကျွန်တော်ကတော့9ထိတ်နေပဲဒီလိုပဲကြိုက်နော်အဲ့တော့968 933ပရိတ်9ဖြစ်နေတာရယ်ပူးနေတာရယ်ပေါ့နော်ဒါမျိုးသွားတွေ့လိုက်လို့ဒီကောက်ကိုကျွန်တော်တို့ကကြိုက်တယ်နော်အဲ့အဲ့3နောက်ဘိတ်ကိုကျွန်တော်မိတ်ဆွေတယောက်ကသူကခုနကပို့လာတာ3နောက်ဘိတ်ကလည်းမိုက်တယ်အခုဒီနားမှာကျွန်တော်တို့ဒီ3လုံး သုံးကိုဒီသုံးလုံးရှစ်ဒီသုံးလုံးသုံးကိုဒီသုံးလုံးရှစ်အခုဒီမှာဒီသုံးလုံးသုံးမယ်ဆိုတော့နှစ်ရှစ်သုံးမသုံးပါအဲ့ဒီသုံးလုံးသုံးလိုက်တာနဲ့သုံးပါဟောခွန်ရှစ်သုံးဆိုပြီးနောက်သုံးလုံးရှစ်ပါနော်အဲ့မှာသူကဒီဗရိတ်ခွန်ကိုရှေ့ပေါင်းခွန်လို့ရရင်နောက်နောက်လုံးကခွန်ဒီဗရိတ်လေးရှေ့ပေါင်း၄လို့ရပြီးနောက်နောက်လုံးက၄နော်အဲ့ဒီမှာဗရိတ်၁ရှေ့ပေါင်း၁လို့ရပြီးအဲ့ဒီ၁ကိုနောက်နောက်လုံး၁မယ်ဆိုဒီဘက်မှာ၃နောက်ပဲနော်အဲ့တော့ 963လို့933လို့เนาะဒါထည့်ပြီးတော့ရန်လာပါ